ဒီတစ်ခေါက်ဗီဒီယိုကတော့ရှင်ညာနာရဲ့ဒါတောချောင်းလုံးကတွေ့ကြုံပေါ့နော်လဲလျောင်းတာလည်းမရှိဘူးမေ့ဘူးအဲ့လိုပုံစံမျိုးနဲ့ဒါလောက်နေထားတည်တာအာထုတ်မှုတွေရှိခဲ့တယ်အဲ့လောက်တာအာထုတ်တာတောင်မှဒိဗံဆိုတဲ့အရာကိုလိုချင်လို့လဲဟုတ်မနေခဲ့ဘူးပေါ့နော်အဲ့တော့အဲ့ဒါကဒါထူးခြားတဲ့ချက်ပဲနောက်ဆက်တွဲအနေနဲ့ရှင်ညာနာကဘယ်တရားကိုဘယ်လိုရရှိခဲ့တယ်ဆိုတဲ့ဘောတရားလေးလည်းပါတယ်တောချောင်းမှာဒါတွေ့ကြုံခဲ့တဲ့အရာတွေက ဘယ်တရားကိုရရဆိုလဲသူကလက်တွေ့တိကျကြပေါ့နော်ချပြနိုင်တယ်ဘယ်တရားပေါ့နော်ဘလို့ကြင့်ကြံတယ်တော့ဒါတွေးခေါ်ပိုင်းဆိုင်ရာကြီးလည်းပါတယ်အဲ့ဒါကြောင့်မလို့တော်လေးစိတ်ဝင်စားစရာကောင်းလို့ပေါ့နော်မင်းတို့ကမင်းတို့ဒတ်တနာရပြီလို့ဆိုရင်မင်းတို့ဒတ်တနာကိုမင်းတို့ဘွားထဲမှာမင်းတို့မတုံးတာဘူးကွာအကျိုးပြောအပြစ်တင်တယ်လို့ပဲပြောရမှာပေါ့နော်ဘာလို့ဒီတော့ကျုပ်ဒတ်တနာရတယ်လို့ဆိုရင်တော့ကျုပ်ကပြင်ဘွားထဲကိုချတုံးတာပဲ ဘွားရဲချသုံးတယ်လို့ဆိုတာကျုပ်တို့တဒနာရတာတော့ကျုပ်ရှာလို့ရတာဘူးသူတို့တဒနာရတာကြတော့လေကျုပ်တို့ပြောတဲ့ဟာကိုကြားပြီးရတာပေါ့ဗျာကျုပ်တဒနာကကျုပ်ရှာလို့ရတာလို့ဆိုတာလေးကိုနည်းနည်းပြောရမယ်လို့ဆိုချင်တယ်အဲကျုပ်ကဘလို့ပဲတောချောင်းနေနေရင်းနဲ့တောချောင်းမှာငါကိုနေနေတယ်လို့ငါစိတ်လည်းနေဖို့လိုတယ်ဆိုပြီးတော့ဒါကျုပ်အတိအမြင်ရပါလို့ဆိုတော့ ငါကိုကတော့တောเจ้าမှာနေနေပါရဲ့ငါစိတ်ကရွာသွားနေတယ်လို့မြို့သွားနေတယ်လို့ငါစိတ်ကငါကိုနဲ့တခြားစီနေရင်ကြာရင်ကယူမှာလို့သုံးမဟုတ်မပြောတော့ပဲဖြစ်ပြီးတကလားဟောဒီတောเจ้าကနေပြီးတော့ကြောက်ခိုင်းပြီးတကလားထွက်ခွာသွားရပါပေါ့ဒါလို့ငါစိတ်ကိုငါကိုနဲ့တော့အတူတူနေဖို့လိုတယ်အဲ့ဒါနေပြီးတော့တဆိုလိုတာတော့ကျုပ်အတိကအဲ့ဒီလိုအတိနဲ့စိတ်ထိတ်နေလောက်ကလောက်တယ် ိတ်ထိတ်နဲ့လုပ်ငန်းလုပ်တယ်ဆိုတာလည်းပဲစတိတကျလုပ်တယ်လို့ပြောရမှာပဲဗျာဝိသုဒ္ဓိမစ္ဆာအကြီးကိုကိုယ်သားကိုယူပြီးတော့ကိုယ်တည်တည်ချာချာလုပ်တာအစိတ်ထိတ်နည်းပေါ့ဗျာလုပ်ပေမဲ့စိတ်ကတော့ထိန်းတော့မရပါဘူးထိန်းရင်ထိန်းတုံးနေတာပဲရပြီဆိုပြီးလွှတ်လိုက်တယ်ဒီပြန်နဲ့သူလည်းထွက်သွားတာပဲဒါရှိသေးလားလို့ကြည့်လိုက်ရင်လည်းထွက်နေတာပဲတွေ့ရပါပဲပေါ့စိတ်ကတော့ထိန်းလို့မလွယ်ပါဘူးလို့သူပြောချင်ပါလို့နော် ဒါပေမဲ့တကယ်ထိရင်တော့ရပါပေါ့ဒါပေမဲ့ကျုပ်တို့ကတကယ်တမ်းထိတဲ့အဆင့်အထိမရောက်ဘူးပြောရကိုအဲ့လိုထိလိုက်ထိလို့နေလိုက်ငြိမ်ပြီးတော့ငါတော့ဒါငြိမ်သွားပြီပဲလို့လွှတ်လိုက်လို့ရှိတယ်လွှတ်လိုက်တဲ့အချိန်ကနေပြန်ပြီးထွက်ပြေးသွားတာပဲနဲ့တူပါတယ်မရှိတော့ဘူးတော့ဆက်ပါအဲ့တော့ဟာကားလဲလို့စိတ်ငါစိတ်ထိတာကိုငါမရပါလားပေါ့မရတာဟာငါညံနေလို့တော့မဟုတ်တော့ဘူးလို့ ဘုလိုလိုဆိုသာတင်ဒုက္ခလာဒီတော့ဟာငါပိတ်ကြီးရလူမဟုတ်ဘူးငါထိတ်ဆုံးကလူမဟုတ်ပေမဲ့ထိတ်ဆုံးနောက်လာမှာတော့ငါရှိတယ်လို့အဲ့လိုဆိုတော့ဒါငါအတိညာဏ်ချွတ်တယ်လို့တော့မဟုတ်ဘူးလို့ဒီလိုမှဖြစ်တာအဲပြောလို့ဆိုရင်တော့ဒါဝိရိယချွတ်တယ်လို့ပဲဖြစ်မှာပဲဆိုပြီးဝိရိယတင်းရတာပေါ့ဗျာဝိရိယတင်းတယ်ဆိုတာကျွတ်တော့လည်းအိတ်မဲ့ပါတယ်ပြင်းတယ်ပေါ့ဒါပြောလို့ဆိုရင်တော့ အဲ့ဒီစိတ်ထိတ်နေလုပ်ငန်းလုပ်ရတာခင်ဗျားတို့တော့လုပ်ဖို့မလားလို့ပြောလို့မရဘူးပြင်းစရာကောင်းနေပြန်ပြင်းတယ်အေးပြင်းတာကိုကိုကျုပ်ကလည်းအဖြစ်တင်မိတယ်ဩငါဘာဖြစ်လို့ငါပြင်းရတာတော့တော်ကြီးပြင်းထူလို့တော့တော်ပါမတော့ဘောပြင်းနေဆိုအဲ့ဒါလည်းစိတ်မဝင်ဘူးဗျာစိတ်မဝင်တာကိုအပြင်းစိတ်ထည့်ရတာဆိုတော့ပြင်းလည်းပြင်းမှန်းတာပေါ့အဲ့တော့ဒီလောက်ပြင်းတဲ့လူမင်းကိုတန်ထားပြီးတော့ကိုဒါလောက်ရမယ်ဆိုပြီးတော့တင်းတာပေါ့လေမအိတ်နဲ့ကွာမင်းမတ်တက်ရပြီးတော့နေ အမတရနေလာညောင်းလာပြီဆိုရင်မဲ့ထိုင်လိုက်အဲထိုင်တာညောင်းပြန်ပြီဆိုထပ်ပြီးတော့လမ်းလျှောက်လိုက်လမ်းလျှောက်တာညောင်းပြီဆိုလို့ရှိရင်အမတရပြီနေအဲမတရတာရဲ့ထိုင်တာရဲ့လမ်းလျှောက်တာရဲ့ဒီသုံးခုပဲကျုပ်ဟောခွင့်ပြုတော့လေပေါ့နော်လဲလျောင်းပြီနေတာကိုခွင့်မပြုတော့ဘူးဆိုတော့အဲဒါတော့ပြန်ပန်းသွားပြီပေါ့အဲ့ဒါလည်းပြောလို့ဆိုရင်တော့တလလောက်နေလိုက်တယ်ဗျာတလလောက်နေလိုက်တော့တော်တော်ကြီးကိုပြန်ပန်းသွားပြီ ဘလို့ပြန်မှန်းသွားတယ်လဲလို့ဆိုတော့စားလို့လည်းမကောင်းတော့ဘူးနေလို့လည်းမကောင်းတော့ဘူးဖျားချက်တယ်လို့လို့နားချက်တယ်လို့လို့လည်းဖြစ်နေပြီအဲ့တော့အိမ်မမေးရတာမေးဘူးဆိုတော့လဲလဲအောင်ကွင့်ကိုမပေးတာလို့ဆိုတော့တိတ်ပြန်မှန်းသွားတော့ဟာငါချမ်းသာအောင်လုပ်ခတ်ပါပိုးပြီးပြန်မှန်းသွားပြီကွာလို့ပြီးတော့လုံးလို့ရတာလေးကလည်းနည်းနည်းလေးလို့တကယ်ကြတော့လုံးလို့ရတာကတော့လေဝလက်ချီးလည်နေပြီလို့တော်ပါတယ်လို့ဒါကြီးတော့ဖြစ်နေတာအရှုံးပေါ်တယ်သူကကျုပ်ကဖြတ်လိုက်တာ ဖြတ်လိုက်တဲ့အခါကျတော့စိတ်အကွက်တစ်ကွက်ကိုဝင်သွားပြီးတော့ကိုလေးလှုပ်တာမဟုတ်ဘဲနဲ့သူ့ပတ်သက်သူတိလာတယ်အတိလေးတစ်ခုပြီးအဲ့ဒါပါလဲစိတ်မစိတ်ကူးလေးတစ်ခုဝင်လာကျုပ်လွတ်လပ်လပ်နေနေတော့စိတ်ကူးလေးတစ်ခုဝင်လာအဲ့ဒါလည်းမပြောင်းမပြဲနဲ့ဝင်လာတာကြာအိမ်မက်တာလိုပဲရွှေတခုဘုရားဟိုသွားစိတ်ကူးပြီအော်လို့ငါရွှေတခုဘုရားစိတ်ကူးပြီတာပဲလို့တိလိုက်တာလည်းပဲပဲရွှေတခုဘုရားစိတ်ကူးပျောက်သွားတယ် ဒီနေရာမှာရှင်ညာနာမှုလို့တာပေါ့ဘုရင်ဘုရားကိုဒါစိတ်ကူးမိတယ်အဲ့လိုမျိုးဒါစိတ်ကူးမိပြီးတော့ချက်ချင်းတန်းပြီးတော့တည်တယ်သတိတရားနဲ့ပေါ့နော်တည်ပြီးတော့ဒီစိတ်ကူးကပျောက်သွားတယ်နေရာမှာဒါတခြားတရားထိုင်နေသူတွေပဲဖြစ်ဖြစ်အဲတာမန်လူတွေပဲဖြစ်ပေါ့နော်အဲသူတို့ဘလို့တွေးလိုက်မလဲဆိုရင်ဒီဝိဇ္ဇာတွေနှကောင်းနှက်မြက်တွေကသူ့ရဲ့အာယုန်တွေကိုဒါထက်ပေးတယ်လို့ပေါ့နော်အဲ့တော့တည်ကြတယ်ဒီစိတ်ကူးကလည်းပြတ်မှာလည်းမဟုတ်ဘူးနောက်ဆက်တွဲအတွေးရလည်းပေါ့နော် ပညာနဲ့ရှင်တဲ့အတွေ့အလည်းဖြစ်လာမှာမဟုတ်ဗျ။သူကခုနကလိုပဲပေါ့နော်ဒါဝိဇာတွေလာပြတယ်နှကောင်းနှက်မြက်တွေလာပြတယ်ဆိုပြီးတော့အဒီအာယုံကိုပဲသူဆက်ပြီးတော့ယူနေလိုက်မယ်ဒီအာယုံနဲ့လည်းဒါခြေနဲ့နှက်သက်နေလိုက်မယ်ပေါ့နော်ဟိုစီကူဘုရားစီကူလည်းပြတ်သွားမှာလို့ယူဒီကူဘုရားစီကူဖြစ်တာလည်းသိတယ်ယူဒီကူဘုရားစီကူပြတ်တာလည်းသိတယ်ယူဒီကူဘုရားစီကူပြတ်ပြီးနောက်နောက်ထပ်ဘာစီကူမှမလာသေးတာလည်းသိတယ် မစိကူးမမလာသေးတော့ဆိုရင်တော့ဘယ်မှစိတ်မကူးဘူးဗော။ဘာလို့ဆိုကွက်လက်ကြည့်ဖြစ်နေတာဟုတ်။အဲ့တော့အော်စိတ်ကလည်းလို့ထိန်းလုံးကတော့လက်ကက်လိုက်တာလို့ခုထိန်းတာလည်းမဟုတ်တော့ဘဲနဲ့ကြာတော့လည်းညိန်သွားလိုက်တာလို့အဲဒီကဒီလိုဖြစ်တော့ဘာနဲ့ညိန်ညိန်ဘယ်လိုညိန်ညိန်ညိန်တာဟာငါအတွက်လူရင်ပဲလို့ကောင်းပြီဆိုပြီးတော့ကျွန်တော်အဲ့တိုင်းနေလိုက်တော့တာဗောဗျာအဲ့တိုင်းနေလိုက်တော့ဟာဒါဟန်ကြတာလို့ဘယ်လိုဟန်ကြတာလို့ဆိုရင်တော့ငါတော်ကြောင်းနေနေချင်တာတော့ ငါတက်တက်ကတော့တော်ကြောင်မှာပြောမှုပဲနေနိုင်သွားပြီဟာပေါ့ဒီတိုင်းဆိုရင်တော့အဲစိတ်မှမပြေးတော့ပဲစိတ်မှကိုကိုတူတူမသွားတော့ဘူးဆိုတော့ဒါကလုံတာလည်းမဟုတ်ဘူးသူ့ဘာသူဖြစ်တာနောက်လုံလို့ရအောင်မလားဆိုလုံကြည့်တော့လည်းရတယ်အဲရတော့လည်းဒါကတော့ငါအကွက်ဖြစ်သွားပြီဆိုပြီးတော့ဒါတရားလုံတာမဟုတ်ဘူးကျုပ်ကလည်းပေးတတီပဲတရားကိုကိုအာမထုတ်ဘူးဘာဖြစ်လို့အာမထုတ်တာလို့ဆိုရင်တော့ တရားအထုတ်တာကနိဗ္ဗာန်လို့ခြင်းလို့အထုတ်တာဟုတ်နိဗ္ဗာန်ကိုမလို့ခြင်းဖြစ်ပါဘူး။ဘာဖြစ်လို့နိဗ္ဗာန်မလို့ခြင်းတာတော့လို့ဖြစ်လို့နိဗ္ဗာန်ကငါနဲ့မှန်ရတဲ့နေရာမှာရှိတယ်။ငါဆိုတဲ့သူကနိဗ္ဗာန်နဲ့ဘာမှမဆိုင်သေးဘူး။အဲ့လိုကျုပ်စိတ်ထဲမှာတည်နေတာဗျ။အဲ့လိုတည်နေတာဆိုတော့အဲအဲ့ဒါကိုတရားထုတ်တဲ့အနေနဲ့မဟုတ်ဘဲနဲ့ခုနကမတော်တဆရတာလို့ပြောချင်ပါလို့။အဲ့လိုရတော့အဲ့ဒါနဲ့ပဲနေလိုက်တာ။ အဲနှစ်ကလေးအတန်ကြာကြာသွားတဲ့အခါကျတော့သူကတဖြည်းတဖြည်းနဲ့ငိမ့်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 သွားတာငိမ့်သွားတာကငကူကနဲ့ဘယ်လိုမှမတူတဲ့အနေအထားအထိကိုတွေ့ငိမ့်သွားပြီဘယ်လိုနေရနေရကောင်းနေလဲဗျာပြောမှန်ဆိုဆွန်လေးတစ်ထပ်ခံစားပြီးဒါလည်းဟုတ်တိပတ်ဒီစားလာတာလို့မဟုတ်ဘူးနဲ့တပါပါပဲအဲစားတော့ပြီးအဲ့လိုပဲတပိတ်ကလေးဆေးမောက်ထားပြီးတော့ဘာလုံးဝလည်းရှိတာလည်းမဟုတ်ဘဲနဲ့မပြင်းဘူးဗျာအဲ့လိုနဲ့နေနေရင်ကနေမှပြောမှန်ဆိုတော့ ငါအဖြစ်ကတရားရသူရဲ့အဖြစ်နဲ့မတူဘူးလားဟုတ်တရားရသူလို့ဆိုတော့စိတ်ထဲနဲ့မှန်းကြည့်လိုက်တယ်ဟောဖရာဟောဖရာရဲ့တပည့်ဖြစ်တဲ့ယာနာကြီးသူတို့တွေဘယ်လိုနေကြမလဲသူတို့တွေဘယ်လိုပြောကြမလဲသူတို့တွေဘယ်လိုစိတ်ထားကြမလဲအဲအဲ့ဒါတွေကိုမှန်းပြီးတော့ကြည့်လိုက်တဲ့အခါမှာအခုငါသူတို့နေတာနဲ့ငါနေတာနဲ့အတူလောက်ဖြစ်နေပြီ ့ငါတရားမြင်ရတယ်လို့လားပေါ့နိဗ္ဗာန်ကိုဒါမလိုချင်လို့မဟုတ်တရားအာမထုတ်ပဲနေဒီတိုင်းနေတဲ့သူကအခုတော့ဒါတရားယူတာငြိမ်သက်နေတယ်ငြိမ်သက်နေတော့ငါတရားများရနေသလားပေါ့နော်အဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော် channel ထဲမှာ video လေးအများကြီးတင်ထားတယ်သူနောက်ဆက်တွဲဒီတရားရမရကိုအဲ live ပြီးတော့ဒါကိုယ့်ကိုစစ်ဆေးတဲ့အနေနဲ့ဒီမြန်မာပြည်ကဒါနာမည်ကြီးရိတ်တာတွေကိုတွားပြီးတော့ဒါဆရာတော်တွေနဲ့ပေါ့နော်အဲမေးမြန်းတာတွေအဲဆွေးနွေးတာတွေအများကြီးလုပ်ခဲ့တယ် ဲ့လိုမျိုးဒါအများကြီးလုံနေရင်မှအသိရှိသွားတာကငါရတာလည်းတရားမဟုတ်ဘူးသူတို့ရနေရလည်းတရားမဟုတ်ဘူးအဲ့လိုမျိုးဒါအသိရှိသွားတယ်တရားရနေလို့လားလို့မေးရအောင်ငါလည်းဗာတရားအထုတ်လို့လည်းငါလည်းပေါအောင်အားမထုတ်ဘာသာအားမထုတ်ပဲနဲ့တော့လေတရားရတယ်လို့ပြောလို့ဖြစ်ပါမလားအဲတရားရတယ်လို့ပြောလို့ဖြစ်ပါမလားတာပြောရမှာလေဟိုတကအတူတူဖြစ်နေတယ်လို့ဒါတရားရတာပဲဖြစ်မှာပေါ့လို့လည်း ကိုမကိုကိုနဲ့ကိုအခြေဖြက်လိုက်ပြန်ပြီးဒီဖောက်လိုက်ခြေဖြက်လိုက်ပြန်ပြီးဒီဖောက်လိုက်နေဖြစ်နေတော့ကဲဒီလိုနေလို့တော့ဖြစ်ဘူးသူများတွေလည်းပဲဒီလိုလုပ်ကြပါပဲလုပ်ကြတဲ့သူတွေလည်းတရားတွေလည်းရကြပါပဲအဲသူတို့ရတဲ့တရားတွေဆိုတာငါနာကြည့်ကိုကောင်းတယ်အဲ့ဒါနဲ့ကဲဘယ်လိုဖြစ်တော့ဒီတော့ကြောက်အောင်ဖြစ်တော့ဆိုတော့ထားလာတယ်တရားအထုတ်ကြတဲ့လူတွေစီလျှောက်သွားကြည့် နောက်သွားကြည့်တယ်ဆိုကြတော့သူတရားရတာကိုပဲဒီတော့ပြောပါဆိုပြီးတော့သူတောင်းပါတာပေါ့နော်ပြောကြပါတယ်ဆိုတော့ပြောကြတဲ့အခါကျသူတရားရတာလည်းတရားတစ်ပေါက်ရကြတာပြအဲ့ဒါပြည်ပြီးတော့ဟာတရားတစ်ပေါက်ရတာဆိုတော့တရားတော့ဘုံမလို့ဘာရတာလို့တာသိတယ်ဘလို့ဆိုတော့ဘာရတာလို့မသိဘူးလို့ဆိုတာသူရတာမသိဘူးဆိုတာသိတတ်ရှိဘူးလို့ကိုရတာတော့ကိုမသိဘူးလို့ပြောရတာတော့သိတတ်ဘူးလို့ ဲလိုဆိုတော့ကိုရတာဘာရတာလဲလို့ဆိုတာသိအောင်လုပ်ရတယ်ဆိုတော့ဟုတ်ကဲ့ဆက်ပြအဲ့လိုပဲတရားနာတရားရတဲ့သူတွေကိုလိုက်ပြီးတော့နာကြည့်တယ်လို့ဆိုတော့ခီးရက်ကြီးကြားလာတယ်ဆိုတော့ကိုเจ้าကိုပြန်ရောက်ပြီးတော့ဘုဘုပြန်ကြည့်တယ်ပြန်ကြည့်တဲ့အခါကျတော့ကိုရတာကအိုက်ပါတရားဆိုတာအပြန်ဆန်းစစ်ပြီးအာအိုက်ပါတရားလို့ဆိုတာဘယ်မှသိရမှာလဲ ငါအိပ်ပါတရားလို့ပြီးတာငါအတွက်ပေါ့ဒါဒီတန်းရောက်တာဒါကြောင့်ငါဖျားပြေးတဲ့လောကုတ္တရာတရားဆံဖို့ဒီလိုလောကုတ္တရာတရားဆိုငါလူကျင်လိုက်တာငါလူကျင်လိုက်တာလို့ဆိုတော့လောကုတ္တရာတရားဘယ်လိုဟောမလဲဘယ်လိုဟောမလဲလို့ဆိုတော့လောကုတ္တရာတရားဟောပဲလို့မရှိဘူးလောကုတ္တရာတရားမဟုတ်တဲ့တရားကိုလောကုတ္တရာတရားလို့ထင်နေတာပါဟုတ်ပြီ လောကုတ္တရာတရားမဟုတ်တဲ့တရားကိုလောကုတ္တရာတရားမဟုတ်ဘူးလို့မသိလာတာဒီနဲ့တည်းဘူး။ငါကလောကုတ္တရာတရားမဟုတ်တာကိုလောကုတ္တရာတရားမဟုတ်ဘူးလို့ဟာပြီလို့ဆိုတော့ငါအတိရတော့ပါအလုံးအပြည့်ချိုးနေသူ။ဒါလို့ဆိုတော့ဖုန်ကြီးလေးကလောကုတ္တရာတရားမဟုတ်ဘူးရှိ။ဖုန်ကြီးလေးကမှမရှိဘူးဆိုတော့ဒီလိုရှိလို့ဆိုတော့လောကုတ္တရာတရားကငါလည်းမသိဘူးဘုန်းကြီးလည်းမသိဘူး။ရားပဲဒီ။ ရားကြီးသွားမယ်သူကဘုရားဖူးလာဘုရားဖူးတော့တတိယတော့ကလည်းပြည်ပြီးပါတယ်ဒီစကားကိုအဲ့ပါလဲလို့ပြောဘုရားကတို့တို့တကြီးကိုပြည်ပြီးနောက်ဖြစ်တယ်လို့ပြောတာဒီလက်ကနေလို့ပြောတာပြည်ပြီးနောက်မဖြစ်ရကြီးကိုကြောက်အောင်ပြစ်လို့ပြည်လို့လမ်းနေတယ်လို့ပြောတာအဲ့ပါတို့ကဘုရားဒီနေ့လမ်းနေကြတယ် ဖြစ်တယ်လို့ဆိုတဲ့စကားမျိုး तू မပြောဘူးလူတွေသူတွေသေးကြပြီးနောက်နောင်ဘွားမှာမဖြစ်တော့ဘူးလို့ဆိုတဲ့စကားမျိုး तू မပြောဘူးလို့ဆိုတဲ့စကားကိုခင်ဗျားပြောတဲ့စကားကိုဘုန်းကြီးတိုင်းလို့လို့တွေ့ရလို့ပြောကြပါတယ်သာတင်တန်းလေးအတန်လောက်ပြီးသွားပြီလို့ဆိုတဲ့ဘုန်းကြီးတိုင်းပြီးပါတယ်ဘုန်းကြီးတိုင်းသိတယ်လို့ခုတရားဓမ္မတိုင်းလည်းအဲ့တိုင်းပဲသိနေတာဘုရားဓမ္မတိုင်းလည်းပဲမတို့တည်နောက်ဘွားသွားရမှာ အဲ့လိုတည်နေတာတို့နိဗ္ဗာန်ရောက်ရင်တော့ဘဝမသွားရတော့ဘူးလို့ဒကာဒကမတိုင်းလည်းတည်နေကြအဲ့ဘယ်ဟာတည်တာတုံးလို့မေးလို့ရှင်တော့ကိုမေကိုဖေတို့ကလည်းအဲ့ဒီလိုမျိုးလိုပြောတယ်လေကိုဘူးကိုဘွားတွေလည်းအဲ့ဒီလိုမျိုးလိုကိုပြောတယ်လို့ဒါအမေကိုယုံလို့အဖေကိုယုံလို့အဘိုးဘွားကိုယုံလို့အဲ့ဒီလိုမျိုးလိုလက်ခံထားတာလားလို့ဆိုရင်မေဖေဘိုးဘွားလောက်ကိုဒါယုံပြီးတော့လက်ခံထားတာမဟုတ်ဘူး မေဘေဘိုးဘွားတွေကဘုန်းကြီးတွေကိုကိုးကွယ်တယ်။ဘုန်းကြီးတွေကပြောတာဖြစ်ရတယ်။ဒါကဘုန်းကြီးတွေယုံလို့လက်ခံထားတာလားလို့ဆိုတော့လေဘုန်းကြီးတွေယုံလို့လက်ခံထားတာလည်းမဟုတ်ဘူး။အဲ့ဒီဘုန်းကြီးတွေဟာဘုရားကြီးကရပြီပြောတာဖြစ်ရတယ်။အဲ့တော့ဒီစကားကိုဘုရားပြောတယ်လို့ဒါကဓမ္မတိုင်းလည်းလက်ခံနေတယ်လို့ပြောရမှာလေနော်။ခင်ဗျားတို့ကိုယ်တိုင်အဲ့လိုပဲလက်ခံနေမှာပဲကျုပ်လည်းအဲ့လိုပဲလက်ခံနေတာပဲဒီတစ်ချိန်ကဖြစ်တော့အဲ့တော့အခု တကယ်ဘုရားနာကိုသွားပြီးတကလားဘုရားတို့ဘာပြောသလဲလို့ဆိုတာကိုလေ့လာတဲ့အခါကျတော့တို့သိပြီးနောက်နောက်ဘဝဖြစ်တယ်လို့ဆိုတဲ့ဟာမျိုးကိုဘုရားက "तू မပြောဘူး"လို့ပြောတို့သိပြီးနောက်နောက်ဘဝမှာဘာမှမဖြစ်တော့ဘူးလို့ဆိုတဲ့စကားကိုလည်းပဲ "तू မပြောဘူး"လို့ဆိုတာပြောတယ်ဆိုတော့ဟာဘယ်လိုလဲဟာလို့အခုလိုမျိုးဒါစင်ညာနာကအာယူပါတရားကိုရပြီးတဲ့ချိန်မှာ ိကစာပေတွေကိုဒါပြန်မွေနောက်တယ်ပေါ့နော်အဲဘုရားကဘလို့ပုဂ္ဂိုလ်မျိုးလဲဒါဘလို့တရားတွေကိုဟောခဲ့တယ်လဲအဲ့လိုမျိုးပြန်မွေတောက်တဲ့အကြောင်းတွေဘလို့တွေတွေ့ရှိခဲ့လဲဆိုတော့ကိုကျွန်တော် channel ထဲမှာဒီတင်ထားတွေအများကြီးရှိတယ်လေးလာခြင်းနဲ့ဆိုတော့ဒါဝင်ကြည့်လို့ရတယ်သူရေမြတ်ကလူးစံပြဖြစ်သွားရတယ်လို့ဒီလိုပြောအောင်ဘာဖြစ်လို့လဲဆိုရင်တော့ကိုတိထားတာကတို့ဖျားတို့ကိုတောင်ပွားတွေရှိတယ်လို့ပြောတယ် အဲတကယ်လို့တို့ကနေပြီးတော့တရားဓမ္မတွေကိုပွားများအထုတ်လို့ကကျွတ်လွတ်သွားရင်တော့တို့နောက်ဘဝမှာမဖြစ်ရတော့ဘူးလို့တို့ဖះကပြောခဲ့တယ်လို့ဩကျွတ်ွားအဲ့လိုမျိုးလို့နားလေထားရာနေပြီးတော့အခုဖះကတိတိခေါကပြောလိုက်တော့တို့တည်ပြီးနောက်ဖြစ်တယ်လို့ဆိုတဲ့စကားမျိုးကိုမင်းတို့တည်ပြီးနောက်ဖြစ်တယ်လို့ဆိုတဲ့စကားမျိုးငါဖះကမပြောဘူးလို့မင်းတို့တည်ပြီးနောက်မဖြစ်တော့ဘူးလို့ဆိုတဲ့စကားကိုလည်းငါဖះကမပြောဘူးလို့ vô đầu à chú cha nó chú đi ra làm hồ